သူရဲ့စစ်သူကောင်မလေးလိန်လည်နေတာတွေကိုကားပေါ်မှာပါလာတဲ့ကောင်လေးပြောပြီးပရိသတ်များလုံးမင်္ဂလာပါရှစ် Celebrity MM ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ပရိသတ်အပေးမှုများစွာကိုရရှိထားခဲ့သူတရုတ်ဆောင်မင်းသားလေးထူတီအောင်ဘယ်လိုမျိုးအကြောင်းတရားတွေနဲ့ကွယ်လွန်သွားခဲ့တယ်ဆိုတာကိုလက်ရှိချိန်မှာအမှုမှန်တွေပေါ်ထွက်လာခဲ့ပါပြီမင်းသားလေးထူကွယ်လွန်ပြီဆိုတဲ့သတင်းပေါ်ထွက်လာတဲ့အချိန်ကလေးကပရိသတ်တွေကမယုံနိုင်အောင်ဖြစ်နေခဲ့ပြီးတော့နောက်ကွယ်မှာတန်လျာဝင်စရာအချက်တွေရှိနေရလို့ဖော်ထုတ်ခဲ့ကြပါတယ် မိသားစုနေကလည်းသူရဲ့ွယ်လမှုအတွက်ဝမ်းနဲ့ပူဆင်းနေကြပြီးရောဘာတကူမှသေချာတိကျစွာထုတ်ပြောနိုင်စွမ်းမရှိခဲ့ပါဘူး။မတော်တဆမှုဖြစ်ပွားချိန်မှာကားပေါ်မှာထူးနဲ့အတူပါလာခဲ့တယ်။ချစ်သူကောင်မလေးဆိုတာကလည်းသူမကိုအထင်လွဲခံရမှာဆိုတဲ့အတွက်ပုံကွယ်နေခဲ့ရပါ။နောက်ပြီးတော့ကားပေါ်မှာပါလာတဲ့နောက်ထပ်တငယ်ချင်းကောင်လေးတယောက်ကလည်းကြောက်ကွယ်နေခဲ့တာပါ။ဒီလိုနဲ့တန်တရားဝင်စရာတွေလည်းများလာခဲ့ပြီးတော့လှုပ်ကြံမှုတွေရှိတယ်လို့လူပြောများနေရင်လည်း အခုချိန်မှာတော့သူရဲ့ကောင်မလေးကဒီကိစ္စတွေရဲ့နောက်ွယ်မှာဘာလုံးချံမှုမှမရှိကြောင်းပြက်သားစွာပြောလာခဲ့ပါတယ်။တကယ်တော့မင်းသားလေးသူကွယ်လွန်ခဲ့ရတဲ့အကြောင်းရင်းကသူကအရက်ကိုအလွန်ကြုံတောက်ပြီးတော့ကားကိုမစင်မကျင်းအရှိန်ပြင်းစွာနဲ့မောင်းနှင်ခဲ့တဲ့အတွက်မတော်တဆမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။သူမနဲ့ဘေးကပါလာတဲ့ကောင်လေးကလည်းတားပေမဲ့လက်မခံခဲ့ပဲနဲ့မောင်းကျင်တယ်လို့တွေမောင်းနေလို့တော့တိပင်ကိုဝင်အောင်ခဲ့ရတာဖြစ်ပါတယ်။တချို့တွေကစိုးရိမ်ပူပန်တဲ့စိတ်နဲ့လုံးချံမှုတွေရှိနေရင်မတင်ကားစရာကောင်းနေဆိုပြီးပြောနေကြတာကြောင့်ဘာလုံးချံမှု မှမရှိကြောင်းကောင်မလေးကထုတ်ပြောလာခဲ့ရပါဒါပေမဲ့သူမအခုလိုမျိုးဖော်ထုတ်ထားတဲ့အကြောင်းအရာတွေကလိမ့်လည်နေတာဖြစ်ပြီးတော့နောက်ထပ်ငွေချင်းတယောက်ကတော့ထပ်မံပြောဆိုလာခဲ့ပါတယ်သူရဲ့ချစ်သူကောင်မလေးကသူမကိုအပြစ်ဖို့မှဆိုတဲ့အတွက်သူကိုပဲအပြစ်တွေပုံချပြီးတော့လိမ့်လည်ထွက်ဆိုသွားခဲ့ပါတယ်တကယ်တော့အရင်နေ့ညမှာတော့သူအနေနဲ့အယံမူခဲ့တာမျိုးမရှိဘူးလို့ဆိုပါတယ်ဒီအကြောင်းတွေကိုပြောပြလာခဲ့ရကမတော်တဆမှုဖြစ်ပေါ်အချိန်မှာကားပေါ်မှာပါလာခဲ့တဲ့ကောင်လေးမဟုတ်ပါဘူးမတော်တဆမှုမဖြစ်ခင်ကားပေါ်ကနေအိမ်မှာဆင်းပြီးနေနေခဲ့တဲ့ကောင်လေး းပဲဖြစ်ပါတယ်။သူကလက်ရှိမှာထူးနဲ့အတူရုပ်ရှင်ရိုက်ကူးနေတဲ့ဒါရိုက်တာကောင်းမြတ်ရဲ့တငယ်ချင်းလို့လည်းသိရပါတယ်။ထူးနဲ့လည်းခင်မရင်းနီးရာကြောင့်နိုင်ငံသားကနေခဏပြန်လာတဲ့အချိန်မှာအခုလိုတွေ့ဆုံခဲ့ရပါ။သူတို့တွေ့ဆုံပြီးတော့သူကအိမ်မှာဆင်းနေခဲ့တဲ့အချိန်မှာထူးကသူ့ရဲ့အိမ်ကိုကားမောင်းပြီးတော့ပြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကလည်းအရှိန်ပြင်းစွာနဲ့မောင်းနေနေရမျိုးလုံးဝမရှိပဲပုံမှန်အတန်းလေးပဲမောင်းနေသွားခဲ့ရပါ။ ဒါကြောင့်စစ်သူကောင်မလေးပြောနေတယ်လို့မျိုးထူးကမူယူပြီးတော့ကားကိုအရှိန်ပြင်းပြင်းမောင်းနေတယ်ဆိုတဲ့သတင်းတွေကအမားရိတာဖြစ်ကြောင်းအားလုံးသိအောင်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။သူကဒီကိစ္စတွေပြီးတဲ့နောက်မှာပြောက်ကွယ်သွားခဲ့ရတယ်ဆိုတာကလည်းနိုင်ငံခြားကိုပြန်လည်ရောက်ရှိသွားခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။အဖြစ်မှန်တွေကိုသူလည်းအတိအကျမသိပေမဲ့ကောင်မလေးပြောခဲ့တဲ့စကားတွေကတော့မှန်ကန်မှုမရှိဘူးလို့ဆိုပါတယ်။သူရဲ့စစ်သူကောင်မလေးကအင်မတန်ကိုတဝင်းတူပြီးနှစ်ယောက်သားမကြာခဏစကားများရံဖြစ်တဲ့ကိစ္စတွေရှိနေခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေ့ကလည်းသူစီကနေပြန်သွားပြီး နောက်ပိုင်းလမ်းမှာစကားများတာမျိုးရှိခဲ့ရာကြောင့်မတော်တဆကိုဖြစ်သွားခဲ့ရလို့ဆိုပါတယ်။အဲဒီလိုမျိုးဒီကောင်လေးကထုတ်ပြောခဲ့ရပါမတော်တဆမှုဖြစ်ချိန်မှာကားပေါ်မှာပါလာခဲ့တဲ့ကောင်လေးကတော့အခုချိန်ထိပြောက်ွယ်နေသေးပဲဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောလိမ်လည်မှုတွေရှိနေတဲ့သူရဲ့ချစ်သူကောင်မလေးရဲ့ဖော်ထုတ်မှုတွေပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။